အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် ATK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့2025ခုနှစ်17လပိုင်း9ရက်နေ့အတွက် Infinite ဖုန်းသစ်ဇင်းနှုန်းများပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲကျွန်တော် Infinite ချစ်သူ customer တွေအတွက် Infinite ဖုန်းသစ်ဇင်းနှုန်းများကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပကြဖို့ဖိတ်ခေါ်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမအဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinite Hot 60i ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 128ကို48,900ရောင်းချနေပြီး RAM 128ကိုတော့9,2900 RAM 8256ကိုတော့9,8900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ျွန်တော်ဒုတိယမြောက်မွေးဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Smart Time ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 364ကို35900 RAM 4 64ကိုတော့38900နဲ့ရောင်းချနေပြီး RAM 4 128ကိုတော့42900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ကျွန်တော်တရရမြမွေးဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Infinite Note 40ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို73300နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်စတုဒ္ဓမြမွေးဆက်ပေးခြင်းနဲ့ဖုန်းလေးကတော့ Infinite Note 90ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို63900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ကျွန်တော်ပစ္စမားမြောင်ဝိဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Note 90 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို10သိန်း6900နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်စတမမြောင်ဝိဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix 8 Pad 20ပဲဖြစ်ပါတယ်ခင်ဗျာဒီ tablet လေးကိုတော့ RAM 4128ကို9500နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြတဲ့အတွက် အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နောက်ရက်ကျရင်တော့ Techno Oppo Vivo အစရှိတဲ့ဖုန်းတင်ဇင်းလုံးလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကတော့ဖုန်းတင်ဇင်းလုံးများကိုလာစီလာတဲ့တင်ဆက်ပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်းစောင့်ကြည့်ပေးကြဖို့အားလုံးတိုက်တွန်းပါတယ်ခင်ဗျာလူကြီးမင်းတို့သိကျင်တဲ့ဖုန်းတင်ဇင်းလုံးများရှိခဲ့ရင်လည်း comment တွေလွတ်လပ်စွာမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ